မင်္ဂလာနနေခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတဝိုက်ပူချိန်ကတော့26ဒီဂရီဖြစ်ပြီးတော့မှ31ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနိုင်ပါတယ်လေထုရည်သွေးကတော့အသင်တင်ရှိတယ်ဒီနေ့မနေ့ပိုင်းနဲ့ညနေပိုင်းနေမှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးတော့မှမြင့်ဆုံးပူချိန်ကတော့32ဒီဂရီရှိမှာဖြစ်ပါတယ်နေ့စဉ်ဝိပ္ပူချိန်လင်းပြား မေလ19ရက်တနင်္လာနေ့2025ခရစ်တော်အားဖြင့်ခတ်သိမ်းတော်မူသူကိုငါတက်ဆွမ်းနိုင်၏ဒီကချက်ဖိလိပ္ပိဩဝါဒစာမခွန်အားယူစရာများအပိုင်း17ဖတ်ရန်ကြံကြယ်ဖိလိပ္ပိဩဝါဒစာခန်းကြီး၄ခန်းငယ်၈မှ14ကျွင်းသေးသောစကားဟုမူကားညီကိုတို့တမန်တရားနှင့်ဆိုင်သောခြင်းလျှောက်ပတ်သောခြင်းဖြောင့်မတ်သောခြင်း စင်ကြယ်သောခြင်း ်သူတပါးနှစ်သက်ဖွယ်သောခြင်းချင်းမွန်းဖွယ်သောခြင်းရှိသည်များတို့ကို၎င်းပါရမီတပါးပါကောင်းသောသတင်းတပါးပါနှင့်ဆိုင်သောခြင်းတို့ကို၎င်းနှလုံးသွင်းကြလောတင်တို့သည် အထက်ကတင်ယူ၍ငါ၌ကြားမြင်ခဲ့ပြီးသည်များတို့ကိုခြင်းကြလောထို့သို့ခြင်းလင်ရင်သက်ခြင်းဤရှင်ဖျားသခင်သည်တင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်ယခု၌လည်းတင်တို့သည် ငါကိုကြည်ရှုပြုစုခြင်းသော စေတနာစိတ်နှင့်ပြည့်စုံပြန်သည်ဖြစ်၍ငါသည်သခင်ဖျား၌အလွန်ဝမ်းမြောက်ခြင်းရှိ၏ထိုစေတနာစိတ်သည် ထက်ကရှိတော်လဲပြုစုရသောအခွင့်မရှိပြီထိုသို့ငါဆိုသော ကိုယ်တိုင်ဆင်းရဲခြင်းကိုယူမဲ့၍ဆိုသည်မဟုတ် အကြောင်းမူကားငါသည်တွေ့ကြုံသည်မသောအချင်းရာတို့၌ရောက်ရဲသောစိတ်ရှိအံ့သောငါပင်မိပြီရှုပ်ချခြင်းကို၎င်း ကျွဲဝခြင်းကို၎င်းခံတတ်၏။ဝါစွာစားခြင်း၊မွတ်သိမ့်ခြင်း၊စီးစိမ်ရှိခြင်း၊စင်ရဲခြင်းတို့ကိုခံရအံ့သောငါအရရတို့တွင်အရာရာ၌ပင်မိပြီ။ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းတော်မူသူကိုငါတက်ဆွမ်းနိုင်၏။သို့တော်လေစင်ရဲဒုက္ခကိုငါခံရစဉ်ခါတင်တို့သည်ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုစုကြပြီ။ကိုရင်သူဩဝါဒစာဒုတိယဆောင်ခန်းကြီး၃ခန်းငယ်လေးငါတို့သည်ခရစ်တော်အဖင်ဖျားသခင်ရှိတော်၌ထို့သို့သောယုံမတ်စွဲလန်းခြင်းရှိ၏။ဖိလိပ္ပိမြို့မှာရှိတဲ့ယုံကြည်သူတွေကိုရှင်ပေါလုသည်ဝမ်းမြောက်ကြဖို့ရရံမှာကျေးဇူးတော်ချီးမွမ်းပြီးဆုတောင်းတဲ့အခါမှာဘုရားသခင်ငြိမ်သက်ခြင်းဟာသူတို့ရဲ့စိတ်နှလုံးကိုစောင့်ရှောက်မယ်ဆိုတာကိုသွန်သင်ပြီးတဲ့နောက်ပိုင်းမှာ ကိုယ်သက်တာမှာအမြဲတမ်းနှလုံးသွင်းမှုရန်အတွက်လိုအပ်တဲ့အရာတွေကိုဆက်လက်တွင်တင်ပြသပါတယ်။အရာတွေကတော့မှန်ကန်တဲ့တမတရားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေပျောက်ပတ်ပြီးတော့မှမျက်နှိုးပွေဖြစ်တဲ့အကြောင်းအရာတွေဖြောင့်မတ်စင်ကြယ်တဲ့အကြောင်းအရာတွေတရားမျှတတဲ့အကြောင်းအရာတွေသူတစ်ပါးနှစ်သက်ဖွယ်သောအရာတွေဈေးမွေးပွေကောင်းတဲ့အရာတွေ ကောင်းမြတ်တဲ့ပါရမီကောင်းမြတ်တဲ့တည်နေနဲ့ပတ်သက်တဲ့အရာတွေကိုနှလုံးသွင်းမှုရင်မှကြားပါဗျ။အဲ့ဒီအရာတွေကလည်းကျွန်တော်ဆုတောင်းတဲ့အခါမှာဘုရားသခင်ရဲ့ငြိမ်သက်ခြင်းအုပ်စိုးရဲ့နှလုံးသားကထွက်ပေါ်လာတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ဘုရားသခင်ရဲ့ငြိမ်သက်ခြင်းအုပ်စိုးနေတဲ့နှလုံးသားပိုင်ရှင်တွေသည်ဒီအရာတွေကိုဆက်လက်နှလုံးသွင်းခြင်းကြံပြုမှုနေထိုင်ကြဖို့ရန်ဖြစ်ပါတယ်။ဆက်လက်ပြုံးပါရှင်ပေါလုသည်သူတင်ပေးခဲ့တဲ့အတိုင်းပဲ ူကြင့်ကြံပြုမှုဓာတ်တွေကိုကြီးစုပြုတော့မှလိုက်လံပြုမှုနေထိုင်ဖို့ရန်ညွန်ကြားတယ်။အလိုမျိုးလှုပ်ဆောင်ခြင်းရဲ့အကျိုးဆက်ကတော့မြိန်သက်ခြင်းရဲ့ရှင်ဘုရားသခင်အတူရှိနေခြင်းပဲဖြစ်ပါတယ်။ဒါကို ရှင်ဘောလူပြောနိုင်တာကသူကိုယ်တိုင်မြိန်သက်ခြင်းဝမ်းမြောက်ခြင်းအပြည့်ရှိနေတဲ့အခါမှာသူ့ရဲ့တွင်တင်ခြင်းသူ့ရဲ့ပြုမှုကြင့်ကြံခြင်းတွေဟာပုံသက်တည်ဖြစ်နေတယ်ဆိုတာကိုသူကိုယ်တိုင်ယုံကြည်သိရှိပြီးတော့မှတိုက်တွန်းနေခြင်းပဲဖြစ်ပါတယ်။ ။အဲဒါကြောင့်မလို့ကျွန်တော်တက်တာမှာလေသူတစ်ပါးတွေကိုတွန်တင်တဲ့အခါမှာငါပြောတဲ့အတိုင်းလုပ်တယ်လို့ငါလုပ်တဲ့အတိုင်းနဲ့လိုက်လုပ်နိုင်မှုရန်အတွက်ကျွန်တော်တို့ကောင်းမြတ်တဲ့ဆန္ဒမူနာတွေနဲ့ကိုယ်ပွားတက်တာတွေမှာသူသဖြင့်ခေါင်းဆောင်တွေပြည့်စုံနေဖို့အရေးကြီးပါတယ်။ဆက်လက်ပြီးရှင်ဘောလူသည်ဖိလိပ္ပိမြို့မှာရှိတဲ့ယုံကြည်သူတွေရဲ့သူပေါ်မှာထားတဲ့စေတနာကို သူလေးစားအသိမှတ်ပြုချီးကျူးဂုဏ်ပြုပါတယ်။ အရင်ကအခွင့်အရေးမရှိလို့သူ့ကိုမလူဒန်းကြရတော့လဲပဲအခုတစ်ချိန်တော့သူတို့တွေရဲ့လူဒန်းမှု ပေးလူမှုကို သူရရှိတဲ့အတွက်ဂျေစုတင်ချီးမွမ်းပါတယ်အဲ့လိုဂျေစုတင်နဲ့စိတ်နဲ့ချီးမွမ်းနေဆိုတာကလည်းသူဟာလိုအပ်နေလို့သူ့ရဲ့ဆင်းရဲဒုက္ခပေါ်ကိုခြေခံပြီးတော့မှပြောတာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့သူဟာအရာရာမှာရောက်ရတဲ့စိတ်ကိုတင်ယူခံယူခဲ့ပြီးပြီ တော်ကရင်ရဲ့အနေအမြင့်အတက်ကြတွေအလုံးကို သူကြော်ဖြတ်လာခဲ့ပြီးပြီးသူတင်ယူခဲ့ပြီးပြီးသိအရာတွေအပြင် သူတက်တာမှာခံယူရရှိတဲ့သင်ငန်းစာတစ်ခုကတော့ခရစ်တော်အပြင်ခတ်သိမ်းတော်မူသူကို သူတက်ဆွမ်းနိုင်တယ်အဲ့ဒီခရစ်တော်ကလည်းသူ့ကိုအမြဲတမ်းခွန်အားနဲ့ပြည့်စုံနေစေတဲ့သူ့ကိုအဓိကပံ့ပိုးထောက်ပံ့ပေးတဲ့ရှင်သခင်ပဲဖြစ်တယ်လို့သူကြွေးကြော်ခံယူနိုင်ပါတယ် ဆက်လက်ဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်းတဲ့အတွက်ကိုရော့ကိုယေရှုတင်ပါれဒီမနေ့ခင်းမှာလူထဆင်တန်လာမဲ့သူတိုင်းစံမာခြင်းရင်သက်ခြင်းစိတ်နှလုံးလိုပြည့်စုံခြင်းဘုရားကိုဘုရားလိုတည်ပြီးတော့မှချီးမွမ်းရည်တွေ့နိုင်သောခွင့်များကိုပေးသနာတော်မူပါတော်ရဲတောင်ထဲမှာပြေးလွှားပုန်းရှောင်နေရတဲ့သူတွေမိုးရဲလေထဲမှာမိုးကမဲ့နေတဲ့သူတွေကိုရောရှင်ချီးရှူကြတော်မူပါ တို့ကိုနှိမ်သက်ခြင်းပေးပါပြင်ဆင်ကြွယ်ကားရမှုပါလမ်းပြပို့ဆောင်တော်မူပါတို့ဆုံးရှုံးသွားတာတွေထဲဆရဘူတိုးတဲ့ကောင်းကြီးတွေဖြင့်တို့ကိုပတ်ရတော်မူပါစိတ်တန်ရာတွေမရရှိစေဖို့ဘုရားသခင်ရဲ့အမြင့်ဆုံးသောနှိမ်သက်ခြင်းဖြင့်တို့ပေါ်မှာပတ်ရကောင်းကြီးပြေပို့ဆောင်ပါမည်ကြောင်းသာသမီတို့အထူးတောင်းလျှောက်ပါれဘုရားရှင်ပြင်ဆင်ကောင်းကြီးပေးသနာရမူပါမတရားဖန်ဆီးချုံနောင်ခံရတဲ့သူတွေမတရားဆူဆောင်းခံရတဲ့သူတွေ ကိုယ်တော်မျိုးမျိုးသောမတရားမှုကိုတွေ့ကြုံနေရတဲ့ပြည်သူလူထုတွေပေါ်မှာကိုရရှင်တနာတော်မူပါ မတရားမှုတွေဒီချုံနောင်တွေကိုချိုးဖျက်တော်မူပါလက်တော်သူအနံပါရယ်မတရားသဖြင့်ပြုနေတဲ့သူတွေကိုကိုမှန်တယ်လို့မထင်သွားစေဖို့ကိုရရှင်ဆုံးမတော်မူပါဒဏ်ခတ်တော်မူပါအသက်ကိုတတ်နေတဲ့သူတွေကိုအသက်ရဲ့တန်ဖိုးကို နားလည်အောင်ကိုရရှင်တွင်တင်ပေးပါပြင်ဆင်ပေးပါ မပီကြီးမှာရှိနေတဲ့ပြည်သူတွေအားလုံးနောက်ထပ်နောက်ထပ်ကပ်ဘေးတွေမတွေ့ကြုံစေရစေဖို့ကိုရရှင်ပြင်ဆင်တော်မူပါကပ်ဘေးတို့ကိုရရှင်လက်တော်ဖြင့်ကင်ဆွဲလျက်ဘရောမဖြစ်စေဖို့မလုပ်စေဖို့ဘရောမထိခိုက်စေဖို့ကိုရရှင်ပြင်ဆင်ကြဲကာကောင်းကြီးပေးသနာတော်မူပါအပြစ်ကိုလွတ်တော်မူလေမပီကြီးကိုချမ်းသာပေးပါမည်အကြောင်းသခင်ယေရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြည်ပြုလေသနာခံဆုတောင်းကြပါရစေဖခင်အာမင်